အဲမြတ်စွာဘုရားလက်ထက်တော်ခါတုံးက၌တနေ့မှတဲ့မြတ်စွာဘုရားသည်ယက္ကန်းစေမလေးတယောက်သောတာပန်တိမျိုးကိုမြတ်စွာဘုရားကမြင်တော်မူသည်နေ့တဲ့မြင်တော်မူသောအခါ၌တဲ့အထာဝီတီတို့တရားဟောရန်ကြွလာတော်မူတယ်တဲ့ကျွန်တော်ပြည်လက်အထာဝီကြီးဟောလက်ကချာချိုင်ဖြစ်တဲ့ကံတော်အဲပဒိရကချာချိုင်ယူတဲ့ခချာချိုင်ပုံညာတော်တာ အဲလုံခဲ့တော့နေ့အနေငယ်ခန်းကားလဲတဲ့ထို့မျိုးသမီးစွာဘုရားကတစ်ခေါက်ကြော်ခဲ့ဘူးတဲ့အထာဝီကြီးဟွန်းထို့အခေါက်ကကြော်ခဲ့ဘူးတော့အဲထို့အခေါက်ကကြော်ခဲ့တဲ့အချိန်မှာဓမ္မရဏနုသတိတရားတော်ကိုဟောခေါ်တော်မူခဲ့တယ်တဲ့အဲ့ဒီအချိန်မှာရက်ကန်နဲ့မာလီတယောက်ထိုအခါကနာကြာခဲ့ရသောမရဏနုဒတိဝါနာတရားတော်ကိုနေ့စဉ်နဲ့နေ့စဉ်မပြွားများတဲ့ ပြီးရင်လည်းဒီချိန်ကမှမြတ်စွာဘုရားကအခုဆိုရင်အဲဗရမီဘုရားတော်ရင်လာလေပြီဆိုပြီးတော့ဉာဏ်တော်နဲ့သိမြင်တော်မူတယ်ဒါအရင်မေဂလာလို့ရှိရင်မဟုတ်သေးဘူးတဲ့ဒီနေ့မှာစေရက်ကန်တဲ့မလေးတယောက်သူ့ပြရမည်ကိုလည်းမြတ်စွာဘုရားကမြင်တော်မူတယ်အဲဒါကြောင့်မြတ်စွာဘုရားကမဟာကရုဏာအဲမဟာကရုဏာမေတ္တာထားပြီးတော့ငါကဲမှာဖြစ်တော်မယ်ဆိုပြီးတော့အဲဒါမြတ်စွာဘုရားသခင်က အထာဝီပြည်ကိုနောက်ထပ်တစ်ကြိမ်ကြွားတော်မူလာတဲ့တဲ့အထာဝီပြည်ကိုရောက်ပြီနဲ့မြတ်စွာဘုရားကတဲ့ရက်ကန်စေမလေးအိမ်မရက်ကန်ရုံတို့ပါဏိလမ်းမှာမြတ်စွာဘုရားကတိတော်ရောက်ပတ်တဲ့အရာမှာ နေပြီးတော့ထိုင်တော်မူတယ်အဲ့ဒီအချိန်မှာအထာဝီပြည်သူပြည်သားတွေကလည်းတဲ့မြတ်စွာဘုရားလာတာကိုတဲ့မြင်တဲ့လူလည်းမြင်တယ်ကြားတဲ့လူလည်းကြားတယ်အဲ့ဒါအဲတမျိုးလုံးနေပါမြတ်စွာဘုရားထံသို့ လူတွေထောင်နဲ့တောင်နဲ့ချီလောက်အောင်များကြတဲ့စုဝေရောက်ရှိလာပြီးတော့တရားနာတရားနာရန်တွေ့တယ်။အဲတရားနာပရိသတ်တွေကအပြည့်အစုံဖြစ်နေပြီးအပြည့်အစုံဖြစ်နေပြီးတော့လေတဲ့ပြည့်စုံနေပြီးတော့လေမြောက်များစွာရှိနေဆိုလေတဲ့မြတ်စွာဘုရားကအဲ့ဒီအချိန်မှာတရားမဟောသေးဘူးတဲ့ဘာကြောင့်လဲဆိုတော့ သူကသူစောင့်နေတဲ့ရက်ကန်သမားလေးကိုသူတရားဟောဖို့ရန်တွေ့ရည်ရွယ်ပြီးတော့သူသွားတယ်။အဲ့ဒီချိန်မှာရက်ကန်သမားကာမရာရှိတာသေးဘူးဆိုတော့သူကတရားမဟောသေးတာအဲ့ဒါပဲ။သင်တရားနာပရိသတ်တွေကစဉ်းစားရကြံ့နေပြီးလူတွေဒီလောက်စုံနေတာတော့မှဘာလို့ဗုဒ္ဓကတရားမဟောသေးပါလဲတဲ့အဲ့ဒါလူတွေတရားနာပရိသတ်တွေကစဉ်းစားလို့မရကြဘူးတဲ့။ အဲ့ဒီအချိန်မှာယက်ကန်တဲ့မားလေးကအိမ်မသူရဲ့ယက်ကန်ယုံတို့အဲဓမင်းကြလေးကိုဆွဲပြီးတော့သူအပြည့်အဖြစ်စီမှာဓမင်းသွားအဖို့လမ်းမှာဇူးကိုတွေ့တယ်ဆိုတော့မြတ်စွာဘုရားနဲ့တရားနာပရိသတ်တွေကိုတွေ့တယ်တဲ့အဲ့ဒီအချိန်မှာသူကစဉ်းစားတယ်လေဆိုတော့သူတရားလဲနာခြင်းတယ်အဲတရားနာမြတ်ပဲတရားနာပြန် လည်းလည်းဥပမာသူအဖေဒီမှာခမင်းလာပို့ရတဲ့အချိန်နောက်ကြမယ်အချိန်နောက်ကြသူအဖေစုမှလည်းကြောက်တယ်အဲတရားလဲနာရှင်လည်းသူပါစေဆုံးပြတ်ချိန်ချလိုက်တယ်ဆိုတာဒီရက်ကန်တဲ့မလေးကဘာပဲဖြစ်ဖြစ်တဲ့ဒီနေ့ရတော့တယ်သူအဖေရတော့ခမင်းစားမှခမင်းစားဖို့တော့တယ်ပြေကြတယ်တဲ့ဒါပေမဲ့ တရားကဒါနောက်ပြင်နာဖို့ဆိုတာမသိကြဘူးတဲ့မြတ်စွာဘုရားကိုလည်းပူပူမြော်ဖို့ဆိုတာလည်းမသိကြဘူးတဲ့အဲ့ဒါနဲ့သူကတရားနာမယ်ဆိုတော့သူအဖေစုခြင်းစုစုပါစေရာကျင်ရပါစေအဲ့ဒါဆုံးပြချက်ချပြီးတော့တရားနာပရိသနာမှသွားပြီးတော့အနောက်မှနေပြီးတော့ဘုရားကိုလမ်းကြည့်တယ်မြတ်စွာဘုရားကလည်းသူစောင့်စားနေတဲ့သဘောကကိုတွေ့သည်နှင့်လေတော်ကမင်းငယ်ဆန့်ကြီးကြည့်တော်မူတယ်တဲ့ မင်းကလေးကအဲမင်းကလေးကလည်းတဲ့မြတ်စွာဘုရားသည်သူ့ကိုစစ်နာတိလာစီလို၍ကြိမှန်သိသဖြင့်တဲ့စစ်နာတိတုံဝင်လာတဲ့မြတ်စွာဘုရားသည်တုံဝင်သွားတဲ့ဒီတရားနာတရားနာပွဲမှာအဲမြတ်စွာဘုရားနာတို့ရောက်ပြီနဲ့မင်းကလေးကြီးတဲ့ရုပ်ရုပ်သေးသေးနဲ့မြတ်စွာဘုရားကိုစစ်ဖို့ဥချတဲ့စစ်ကိုဥချပြီး ပြီးကံနဲ့မြတ်စွာဘုရားကမေကွန်စမိတဲ့မင်းအဲ့ဒီရက်ကန်လင်မလေးကို ပထမပရမမေကွန်ကြတော့ဘယ်လိုမေးသလဲဆိုတော့ခြေသမီးတဲ့ဘယ်ကလာခဲ့သနီးဟုမေးဆိုတမေးတယ်အဲ့ဒီချိန်မှာ ရက်ကန်လင်မလေးကမသိပါဘုရားတဲ့ကြံပြေတယ်အဲ့ဒါတရားနာပရိသတ်တို့ကငါဘယ်ဘယ်ကလာလို့လာမှန်းမသိဘုရားမေးတာဓမ္မမလေးမသားကြီးရယ်ဆိုပြီးတော့တရား အဲတရားနဲ့တရားခေခလေးမလေးကိုဝိုင်းပြီးတော့ကဲ့ရဲ့ဝေဖန်ကြတယ်အဲဒုတိယဒုတိယမြောက်မိခွေးကြတော့မြတ်စွာဘုရားကမင်းကလေးကိုဘယ်လိုပြန်မေးသလဲဆိုတော့ဖြစ်သမီးတဲ့ဘယ်ကိုသွားမိနီးတဲ့ကလေးမလေးကမသိပါဘုရားတဲ့အဲအဲ့ဒါလိုပြန်ပြေးတယ်ပြန်ပြေးတဲ့ကကြတော့တရားနာပရိသတ်တွေလည်းငါဘယ်ကိုသွားလို့လာသွားလဲမမသိတယ်ဘယ်ကိုလာလို့လာမှန်းမသိဒီလာတော့မှအားရသလား ဘုရားကိုမမယုံမသိမလေးစားကြည့်တယ်ဆိုတော့အဲဝိုင်တော့ဝေပန်ကြတယ်တတရားမြောင်မေခွန်းရတတရားမြောင်ဘေးမေခွန်းကြတော့မြတ်စွာဘုရားက ခလေးမလေးကိုဗာမေးတယ်လေဆိုတော့စိတ်သမီးတဲ့တကယ်ကို မသိဘူးလားတဲ့အဲတတရားမြောင်မေခွန်းတကယ်ကို မသိဘူးလားတဲ့အဲ့ဒါပြန်မေးတဲ့အခါကျတော့ရကန်းတယ်မလေးက ိပါတယ်ဗျာတဲ့အဲ့ဒါပြန်ပြေးတယ်အဲ့ဒါနဲ့အဲ့ဒါနဲ့ဘယ်တရားနာပြိတ္တတွေကခဏပြောတယ်လည်းမသိပဲကလာကလေးလို့မသိဗျာကဘယ်ကိုသွားမလို့မေးပြန်တယ်လည်းမသိအခုမေးတယ်မေးကိုကြားတတ်တယ်မသိဘူးလားလို့မေးတဲ့ခါကျတော့သိပါတယ်ဗျာတဲ့အဲ့ဒါတရားနာပြိတ္တတွေကဝေဖန်တဲ့စကား ေနောက်ဆုံးမေကွန်းကြတော့ခြေသမီးတဲ့တကယ်ကိုသိသလားတဲ့အဲ့ဒီချိန်မှာမေးတယ်တကယ်ကိုသိသလားအဲခလေးမလေးကဘယ်လိုပြန်ဖြေတယ်လဲဆိုတော့မသိပါဘုရားလို့ပြန်ဖြေတယ်အဲအမေလေးကြက်တော့ပြူသွားပြီအဲ့ဒီချိန်မှာတရားနာပရိသတ်တွေကလည်းစုညံလို့ပါစုညံတယ်လဲဆိုတော့မိန်းကလေးကိုကြည့်ရတဲ့အတန်း ဒီမေလေးချက်ဖြစ်သေးကြတဲ့ပညာရှိသည်စကားပင်ဖြစ်တယ်တဲ့ဘုရားများစွာနဲ့မင်းကလေးသာသိဤတဲ့တမန်လူသားများပင်မသိနိုင်ပေတဲ့အဲအဲ့ဒါထိုးကြတဲ့အဲထိုးကြတရားနာပရိသတ်များအစိုးအဲအတော်ပင်ဆူညာသွားတယ်တဲ့အတော်ပင်ဆူညာသွားတယ်ဆိုတာအဲဆူညာလို့သွားတယ်ပေါ့နော်อืม ဝိုင်းဝေခံကြတာခလေးမလေးကိုဘုရားကိုမမယိုးမသိမလေးမစားပြေတယ်အဲလိမ္မာရင်ကြီးမရှိအမျိုးမျိုးဝေဖန်တော့အဲဒါနဲ့မြတ်စွာဘုရားကတရားနာပရိသတ်များကိုမြင်တဲ့စေကဘေးလူများပြညာတွဲတဲ့မိန်းကလေးကိုအကျေပြန်မေးတယ်အဲမေဘုရားကဘယ်လိုပြန်မေးသလဲဆိုတော့ ප්‍යාරච්චි දමීගු බෙගා ලාග දනීහු මේදකාන්න දිංචි දමී ගමති බපයාහු පියසුක ඊය පෝජීදයි පැසේ ගොටයාන්න ප්‍රයිතඥාති යනක ඇචේෂා උන්ලෝචි දමීද ඇරානඥසුය පැනසා ප්‍යාගා මීර ඇරි යකන්දේ මාලික මංලා බාපයා දදේ දොම එංඟ ලාලි සුදිීගෝර မြတ်စွာဘုရားပင်မဆိုတာနဲ့သမန်လူသားများပင်သိနိုင်ပါသည်ဘုရားတဲ့ထိုကြောင့်မြတ်စွာဘုရားသည်ငါကိုငါအားသိမြသောအကြောင်းကိုမမေ့နိုင်ငါကိုဘယ်ဘဝကလာခဲ့သနည်းဟုမေးချင်းမေးချင်းဖြစ်မည်ဟုပေတော်မူသည်ဖြစ်တဲ့တပြေတော်မှာဘယ်ဘဝဘယ်ဘဝကလာမမသိသောကြောင့်တဲ့မသိပါဘုရားဟုပြေဆိုခြင်းပါတဲ့ ပြေဆိုခြင်းပါဗျာတဲ့ခဏကဧတရားနာပရိသတ်တွေကညံတာဝိပန္ဒသံအခုတော့တရားနာပရိသတ်တွေကငြိမ်သက်ပြီးတော့ပြန်ဝိပန္ဒာဝိပန္ဒာမဟုတ်ဘူးအေးချီးမွမ်းတဲ့အသံတဲ့အဲ့ဒါမြတ်စွာဘုရားကဘယ်လိုချီးမွမ်းသလဲဆိုတော့ စေတမီအသိဉာဏ်ကြီးကြပေစွာငါဘုရားရဲ့လူတော်ကိုသိပေစွာသာဓုသာဓုသာဓုတဲ့အဲ့ဒါဘုရားချီးမွမ်းတာဒီနောက်မေကွန်အရာဘုရားကစေတမီငါဘုရားကစေတမီဘေကိုသာမီနီဟုမေသောအခါ၌သင်စေတမီက မသိပါဗျာဟုပြေစုခဲ့ဤတဲ့တို့ပြိဒိဗ္ဗေရေဒိဗ္ဗေအေကေကုဏတတောသယာနာပြိဿညာသီဟံအတွက်အရှိရှောင်းဟုလို့ဖြစ်သည်တဲ့မဟာဗာဗျာတပြည့်တော်မရကံရသာသူဖြစ်၍ရကံယုံတို့သွားခြင်းဖြစ်ကြောင်းကိုတဲ့လူတိုင်းမသိပါသည်ဗျာ ထူကြောင့်များစွာဘုရားရှင်ကအာဒီမြသောအကြောင်းကိုဘာမမေးနိုင်ငါသေးပြီးနောက်ပဲဘုံရောက်မည်သို့မေးခြင်းပြီးဖြစ်နေဟုတွေးတော်မိသည်ဖြင့်တဲ့တပြည့်တော်မှသည်သေးပြီးနောက်ပဲဘုံရောက်မည်ကိုမသိသောကြောင့်မသိပါဗျာဟုဖြေဆိုခဲ့၏ရဲ့ကောင်းပေစာကောင်းပေစာจิตသမီးတော်လိုက်တဲ့จิตသမီးတဲ့ဘုရားကကြည်မွန်မြန်ရော အေဒါနတရားနာပရိသတ်များကပူတော့ဆူညာနေကနာကငါတို့မသိလို့ဝိုင်းပြီးတော့ကြည်ရတာအခုတော့ကိုယ်ဒီကောင်မလေးလားပညာရှိတာလောကကြီးမှာရှိပါဦးမလားဆိုပြီးတော့ဝိုင်းပြီးတော့ရှင်းမွန်ကြတယ်တတရားမြောက်မေခွန်းကြတော့တဲ့ငါဘုရားကจิตသမီးကိုတကယ်မသိဘူးလားမေးတော့ခါနိုင်ဒီจิตသမီးက သိဝရေပြာဟုဖြေစုခဲ့ဤသူဒီဒိဗေကျေကိုတရားနာပြိတ္တများသိရန်အတွက်အကျေလျှောက်လို့တဲ့မလာပါဗျာတဲ့မလာပါဗျာတဲ့သိမကုမသိဘူးလားဟု မေးချင်းဖြစ်မည်ဟု တွေးတော်မူသည်ဖြစ်သည်တော်မှသိမကုသိတော်ကြသိပါတဲ့ဗျာဟုရှောက်ထားခြင်းပါဗျာတဲ့ သာဒုသာဒုသာဒုဒဏ္ဍာဆောပြာကသာဒုခေါ်ပြရောနောဆုံးမေကွန်ကြတော့ငါပြာကจิตသမီးကိုတကယ်သိသလားမေတော့ကာဏတိจิตသမီးကမသိပါဗျာဟုဖြေဆိုခဲ့ဤတဲ့သူဒီအိဗေအကျေကိုနောက်ထတကြီးတရားနာပရိသတ်များသိရန်အတွက်ကျေရှောင်းလို့တဲ့ အဲဒါနဲ့ယကံသေမလေးကမလာပါဗျာတပြေတော်မှအဲဒီမှာကိုသိတော်လဲတပြေချင်းကမှသိရမည်ကိုမသိတော့ကြောင့်မသိပါဗျာဟုရှောက်တာချင်းပါတဲ့အဲဒါနဲ့မြတ်စွာဘုရားကစေတမီအတိညာကြီးကျပေးစွာငါဘုရားဤအလိုတော်ကိုသိပေးစွာသာဓုသာဓုသာဓုတဲ့ ပြာကချင်းမွန်းလေဤအမေလေးချက်အပြေလေးချက်ကိုဖြေဆိုပြီးတဲ့နောက်မြတ်စွာဘုရားကတို့ဒီနောက်မှာဘာတရားဟောသလဲဆိုတော့သစ္စာလေးပါတရားတော်ကိုဟောကြားတယ်ဟောကြားပြီးဒီနေ့တည်းပြိုင်တဲ့ယေကံသမားလေးဒီအဲပုရုဇေအွယ်ဝင်ကနေအရိယာမဖြစ်တဲ့သောတပံ မာဂိတရားပြရပါလေတော်သတိเอยกันเสมาลีกาคณะอะโดกันเอยกันเสมาลีอะกุอะโดตตัปปะมาลี ေဒနတရားနာပွဲပြီးဒီနေ့မြတ်စွာဘုရားကိုယိုယိုသေးသေးရင်ရင်ကြည်ကျင်းတဲ့စိတ်ကိုဥချကတော့ပြီးတော့ဆွန်ကြတဲ့ကိုယူယူပြီးတော့ဆက်သွဲ့တဲ့ရက်ကံယုံတို့လျှောက်လာတဲ့ရက်ကံယုံတို့လျှောက်လာအမရက်ကံယုံတို့ရောက်သည်နေ့ရက်သမီးတတ်တဲ့ကိုချထိုင်ထားယုံမရှိသေးတဲ့သူအဖေကသမီးကို ေတမေလာပုရာနောက်ကြသည်နေဖြစ်ရတဲ့ဒေါသကတမျိုးတဲ့ဒီရင်သမီးကိုမြင်ချင်တဲ့မမြင်ချင်တဲ့အချိန်မှာမမြင်ရတဲ့ဒီဖြစ်တဲ့ဒေါသကတမျိုးဘူးဒီရင်သမီးရောက်လာတဲ့အချိန်မှာသမီးဟိုးဘဝသောကစိတ်နဲ့ဖြစ်နေတာတမျိုးဒေါသနဲ့ကုသမှုပေါင်းတဲ့အချိန်မှာပောက်ကွဲတဲ့ဒေါသကဘယ်လိုပောက်ကွဲသလဲဆိုတော့ အဲဒီတကကြီးဟာအဲ့ဒီချိန်မှာသစ္စာအကြောင်းတစ်ချောင်းကိုဒီရက်တန်းယုံမှာသုံးတဲ့သစ္စာအကြောင်းတစ်ချောင်းကိုဆွဲပြီးတော့အဲဒေါသအချိန်နဲ့ဆွဲတော့ပြစ်ထုတ်လိုက်တာသူရဲ့သမီးဝင်ကြီးအဲသူရဲ့သမီးယဝကိုတက်တက်ထိမှန်သွားတယ်အဲ့ဒီချိန်မှာသောတပန်မလေးကခွေပြီးတော့လဲသွားတယ်အဲ့ဒီချိန်မှာပဲသီဘွေးသူဝင်သွားရပါလေတော့တဲ့ အဲ့ဒီအချိန်မှာတကားကြီးရလဲသူ့သမီးကို ကြည့်ပြီးတော့ပွေဖယ်ပြီးပြီးတော့ခေါ်တယ်ဒီအချိန်မှာသူ့သမီးလေးကမထူတော့ဘူးအသက်လည်းမရှူတော့ဘူးလှုပ်လည်းမလှုပ်တော့ဘူးအဲ့ဒီအချိန်မှာဘလို့လဲဆိုတော့อืมအဲ့ဒီအချိန်မှာတကားကြီးကပဲอืมတကားကြီးကဘလို့လဲဆိုတော့ညာဘက်မှာထွက်နေတဲ့လားတကားတဲ့ ကြောက်ပွေသွားတဲ့မောင်မဲတဲ့ညာလိုဖြစ်သွားသလိုတဲ့ဒီအဒီချိန်မှာသူရဲ့ရင်ထဲမှာနေတဲ့စင်းကနေကနေကုန်းစင်းထွက်လာသလိုခံစားရပြီးတော့ယူကြုံမရကြည့်ပြီးတော့သူရဲ့သောကသောကကိုသူဘယ်လိုမှပြေပြောင်းလို့မရဘူးတော့သုံးတော့ဘုရားကိုသတိရတယ်သူရဲ့အခုမိတွေကိုဘုရားမှတပါလွဲပြီးတော့ဘယ်သူမှမငြိမ်းနိုင် ဧဒါနဲ့မြတ်စွာဘုရားကြီးကိုရှာသွားတယ်တဲ့မြတ်စွာဘုရားကြီးကိုအကျိုးကြောင်းကြောပြတယ်အဲ့ဒီချိန်မှမြတ်စွာဘုရားကသစ္စာလေးပါမြတ်ရားကိုဟောကြားတော်မူပဲမဟောကြားတော်မူပြီးနောက်ယဟန်သဒ္ဒနာဘောင်းတွေမှာဝိနေသနာဘောင်းတွေမှာဝင်ပြီးဒီနေ့တရားကျင့်ကြံလိုက်တာယဟန်သာကြီးပြရပါလေတော့သတည် dudabara bhavana virada vantu bhue dudaba zindaba rada yadu bhadada chumya yau buzaga yungi jado zaradya bhe dhana namyo kila dadada bhe bhe aludanda nasvangu Vābhyā lāṅdhūra gāṅdhū pīkān lūdāṅ ādhādā nāmyūṁ ဓာရတုစေတနာပွေးပြုလေးမူ၏ပြေလူနိုင်ကြပါစေကုန်တည်းသဗ္ဗဒာနယောညပါဘေကာမပြကသသိံသီလကျင်စာထနဝင်ကဟုညီညာသောကြမြတ်သီလကိုအရဟံတုမချိုမပေါမညိုချောင်းတိန်သိမ့်သောကြောင့်နိုင်ကြပါစေကုန်တည်း ဘာဝနာဝိရတ္တသမထဘဝနာဝိပဿနာဘဝနာဘဝနာနှပြတို့၌မိလျောကြကုန်သည်ဟွန်သူစင်မမမြင်ကြဖြင့်ထင်ရှားမလွေတရားထုတရားမြတ်ရနိုင်ကြပါစေကုန်သတည်းသာဘသင်္ကပ္ပအာလုံသောသမာဓိဝါနာမျက်နှာကောင်းနာပေါင်းတို့သည်အဟံ ဒေဓမ္မာကတရားနာပရိသအဖို့နိဒရောကောင်းတို့အားဇတ္တာနိယောညပါဘေကမပြက်ခါကနေဟရန္တုဝမကြာဤဝေဖြစ်သောသဗ္ဗမာကဲ့သို့သင်ရှားစွာစောင့်ရှောက်နိုင်ကြပါစေကုန်တည်း